ခုဗီဒီယိုထဲမှာမြင်နေရတဲ့အတိုင်းဝဝင်လေးတစ်ကောင်ကဘောလုံးပွဲမဆောင်ရင်အချိန်ကွင်းလေးကိုဝင်ရောက်လာပါတယ်။ဝဝင်လေးဟာလူတစ်ယောက်လိုမုတ်တုတ်ထိုင်ချလိုက်ပြီးတော့ပရိသတ်တွေစီကိုလက်အုပ်ချီပြနေပါတယ်။ပြီးတော့သူဟာကစားသမားတွေအတွက်ဘောလုံးကိုထိုင်လူကြီးထံကိုရိုင်းပေးလိုက်ပါတယ်။ဒီဝဝင်လေးရဲ့နာမည်ကတင်းလို့အမည်ရပြီးတော့ငင်းစင်ကလေးကလေ့ကျင့်တင်ကြားပေးထားတဲ့စက္ကတ်ထဲကဝဝင်လေးဖြစ်ပါတယ်။သူဟာရုရှားပြည်တွင်းကအဆင့်သုံးကစားပွဲတစ်ခုမှာအခုလိုဝင်ရောက်ဖျော်ဖြေပေးခဲ့တာပါ။ ဒါပေမဲ့တလိမ့်ဆန်ရေးလှူရှားသူတွေကတော့ဒီလုပ်ရဟာဝက်ဝင်လေးအပေါ်နှိမ့်ဆက်ညှင်းပန်းတာဖြစ်တယ်လို့ဝေဖန်ကြပါတယ်။သူတို့ဟာစက်ကတ်တွေကိုလူသားမဆန်တဲ့ဖျော်ဖြေရေးလုပ်ငန်းတွေဖြစ်ပြီးတော့ဝက်ဝင်လေးကိုနှိမ့်ဆက်ပြီးတင် जा ပေးထားတာလို့စွပ်စွဲကြပါတယ်။ဒါကြောင့်လည်းဖီဘာဘောလုံးအဖွဲ့ချုပ်ရဲ့တာဝန်ရှိသူတွေကဒီဖြစ်ရပ်ကိုသူတို့ကြိုတင်စီစဉ်ထားတာမဟုတ်ဘူးလို့ညင်းဆိုခဲ့ပါတယ်။နောက်ပြီးဝက်ဝင်ရဲ့ပန်းရှင်တွေကလည်းဝက်ဝင်ဟာလက်အုပ်ကြည့်တာမဟုတ်ဘဲလက်ခုပ်တီးပြတာဖြစ်ကြောင်းပြန်လည်ရှင်းပြခဲ့ပါတယ်။ ပရိသတ်ကြီးလို့ဆိုရင်ရောဝဝင်းလေးကိုအခုလိုလောက်ခိုင်းတာကရက်ဆက်တယ်လို့ထင်ပါသလားကွန်မန့်ထဲမှာဖြေချပေးခဲ့လို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးမကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်1800ခုနှစ်ဝင်းကျင်တုန်းကတရုတ်ကနေတင်ပို့လာတဲ့ကြက်မျိုးစိတ်တစ်ခုကိုအမေရိကန်မှာမျိုးဖောက်ခဲ့ပြီးပါတယ်ရလာတဲ့ရလက်ကတော့အခုမြင်နေရတဲ့ကြက်တွေရဲ့ရှင်ဘရင်ကြီးတွေပဲဖြစ်ပါတယ်ဒီကြက်ကြီးတွေကကမ္ဘာပေါ်မှာအရွယ်အစားအကြီးဆုံးဖြစ်ုံနဲ့မကပဲအနောက်ဘက်ဆုံးကြက်တွေဖြစ်ကြပါတယ် ကျက်ခါတွေဟာရှည်နေရတဲ့အမွေးတွေကိုပိုင်ဆိုင်ထားပြီးတော့သူတို့ရဲ့ခြေထောက်တစ်ခုလုံးကိုဘောင်းမီဝတ်ထားသလိုဖုံးအုပ်ပေးထားပါတယ်။သူတို့ရဲ့ခန်းထားတဲ့အသွင်ပြင်ကကျက်လောကမှာချင်းသေးတွေလိုရှင်ဘရင်ဖြစ်နေစီပါတယ်။ဗစ်တိုးရီးယားဘရင်မကြီးရှိစဉ်တုန်းကသူမဟာဒီကျက်ကြီးတွေကိုသူမအကြိုက်ဆုံးတိရိစ္ဆာန်တွေဖြစ်သတ်မှတ်ခဲ့ပြီးတော့လက်ဆောင်ပေးတဲ့အခါလိုလိုချင်းချင်းနဲ့လက်ခံခဲ့ပြီးပါတယ်။1850ခုနှစ်နောက်ပိုင်းဒီကျက်တွေကိုအသားစားဖို့အတွက်စီးပွားဖြစ်မှုမြူခဲ့ကြပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာသူတို့ကိုစားတော့တာနေလာပါတယ်။ အဲ့ဒီအစားအလှမွေးဖို့နဲ့ဖောက်ဖောက်ပြီးရောင်းချဖို့ပဲမွေးမြူလာကြပါတယ်။သူတို့ကအကောင့်ကြီးုံနေမှာပဲသူတို့ရဲ့စိတ်ငြိစိတ်ထားကလည်းမူးညံပါတယ်။ဒါကြောင့်ဒီချက်တွေကို အိမ်မွေးတိရစ္ဆာန်လိုမျိုးမွေးထားလို့ရပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။နေမိုင်ငွေကိုချစ်စရာကောင်းတယ်လို့ထင်နေရင်ပရိသတ်ကြီးတို့အကြီးအကျယ်မှားနေပါပြီ။နေမိုင်ငွေဟာညံအရန်ကောင်းတဲ့တက်ရှိတွေဖြစ်တာနဲ့အညီအရန်လည်းကောက်ကျစ်စင်လေကြပါတယ်။နေမိုင်တွေကတခြားတက်ရှိတွေကိုအပျော်တမ်းအနေနဲ့တက်ဖြတ်တတ်ကြပါတယ်။ သူတို့ကသူတို့စိတ်ကျေနပ်ဖို့အတွက်ဆိုရင်တခြားသတ္တဝါတွေရဲ့အတက်အငြေကိုခယူးမဆိုင်ကြပါဘူး။နေမိုင်အထီးတွေကမေးလိုက်ခြင်းတဲ့အခါနေမိုင်အမရဲ့သားသမီးတွေကိုကြိုက်တက်ပြစ်ကြပါတယ်။နေမိုင်မတွေကကလေးမွေးထားချိန်မှာမေးလိုက်ဖို့စိတ်မပါပါဘူး။ဒါကြောင့်နေမိုင်အထီးကအချင်းချင်းကြိုက်တက်ပြီးတော့သူတို့အလိုပြေဝအောင်လို့လုပ်ကြတာပါ။နေမိုင်တွေကလူတွေကိုကဲရဲဆိုတာကလည်းတကယ်မဟုတ်ပါဘူး။ရင်နစ်နေတဲ့လူကိုမြင်ရင်စိတ်ဝင်စားလို့အနားကိုဓာကြည့်ကြရုံပဲဖြစ်ပါတယ်။ သူတို့ဟာအစိတ်ရှိတဲ့ငပူတင်းပစက်နဲ့ကြိုက်ပြီးတော့အစိတ်တွေကိုပစက်ထဲမျိုးချပါတယ်။ဒီလိုနည်းနဲ့သူတို့ဟာလူတွေမူရစေတုံးတယ်လို့မျိုးငပူတင်းအစိတ်နဲ့ဇင်းခံတတ်ကြပါတယ်။အထူးသဖြင့်အမေဆုံးတဲကနှုတ်သီးရှည်လင်းပိုင်တွေကရက်စက်တဲ့နေရာမှာထိတ်ဆုံးတဲ့နေရာယူထားကြပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။